ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်အငုံခုကတော့ခုလိုနေရာဒီပူနေတဲ့အချိန်မှာထမ်းမင်းနေထမ်းရက်ဒဲရီတွေရဲ့အရေးအောက်မှာအီအီစီစီလေးနဲ့မိသားစုတွေချေးလို့ကောင်းမယ်စားတော့တွေလည်းစားလို့ကောင်းတယ်ရန်နာဘုံတက္ကသိုလ်ဘက်ကအချစ်ရွာဆိုတဲ့ဆိုင်လေးကိုခေါ်သွားမှဖြစ်ပါတယ်ဒီဆိုင်လေးကတော့အငုံမန်းလေးကိုရောက်တိုင်းဒါအမြဲတမ်းထိုင်ပြစ်တဲ့ဆိုင်လေးပေါ့နော်ဆိုင်ရဲ့နေရာလေးကတော့ရန်နာဘုံတက္ကသိုလ်ရဲ့ညာဘက်အခြမ်းတန်လမ်းမရောက်ခင်က နေရာလေးပေါ့နော်သူလမ်းထိပ်မှာဆိုရင်လဲဆိုင်းဘုတ်လေးတော့သူရေးပေးထားပါတယ်ဒါကတော့ငုံတို့အချစ်ရွာရောက်ပြီဆိုရင်အမြဲစားပြစ်တဲ့အကြော်စုံကြော်နေတာပေါ့နော်အငုံအချစ်ရွာဆိုင်ကဘာလို့ရွေးဖြစ်လဲဆိုတော့သူ့ရဲ့ဆိုင်အနေထားကလေခြံဝင်းလေးထဲမှာဟိုမှာထရွက်တဲလေးနေနဲ့ထရွက်ထမ်းပင်လေးနေနေဆိုတော့ကွာအဲလမ်းဘေးကြီးလည်းမဟုတ်တော့ဆိုင်ငယ်ဒီကားကြီးသွားရင်ဖုံတလုံးလုံးနဲ့အဲကိုစားနေရဲစားတော့တယ်ဝင်းမှလည်းမစိုးရင်ရဘူးပြီးရင်ကားထားရလည်းအဆင်ပြေတယ်ခြံဝင်းလေးကလည်းကျဲတဲ့အတွက်ဒါအမြဲတမ်းမန်းလေးကိုရောက်တိုင်းအချစ်ရွာကိုရေးပစ်တာပေါ့နော်ပြီးရင်ဒီမှာငုံထမင်းစီစမ်းလေးလည်းမှ ာထားတယ်ကြောက်ပွင့်တုတ်လေးလည်းမာထားရပေါ့နော်သူစီကအတုတ်ကလေးဆိုလဲချင်းချင်းချင်းငငယ်ဆက်ဆက်လေးနဲ့အရန်ဟိုစားလို့ကောင်းနေပေါ့နော်ဒီခောက်ကတော့အငုံအချိုတွေမာထားတာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့မိမေကလည်းအဆက်မစားနိုင်တဲ့အတွက်အချိုလေးတွေပဲမာထားဖြစ်ပါတယ် လူကြီးတွေရောစားမှာဆိုတော့အတုပ်ကလေးတွေကိုအချိုမာထားပြီမဲ့ငုံတို့တည်းမရှိမဖြစ်ချင်းငန်းဆက်လေးကိုလည်းမာထားရပေါ့နော်အဲ့ဒါတော့ငါးတက်မြာပေါင်းပါအဲဒီအချစ်ရွာကိုရောက်ပြီဆိုတော့ငါးတက်မြာပေါင်းကတော့စားကိုစားကြည့်တဲ့ဟင်းရည်လေးမှာပါပါတယ်မားတော့မြေအိုးလေးကိုအမှငရုတ်ဒီအနှစ်တွေနဲ့ချင်းနေစမ်းနေတာနဲ့တင်ကိုတကယ်ကိုစားကျင်စရာကြီးကိုဖြစ်နေပြီပေါ့နော်ငါးတက်မြာပေါင်းကဒီအဲ့လိုရန်နာပုံတဝိုက်မှာဆိုရင်တော့ဆိုင်တော်တော်များများမှရတယ်အရသာတွေလည်းတဆိုင်နဲ့ဆိုင်မတူဘဲနဲ့ကွဲပြားကြတယ်ပေါ့နော်ဒီအချစ်ရွာကငါးတက်မြာပေါင်းလေးကိုလည်းအငုံရမ်းကြိုက် က်တယ်ပြီးတော့စိတ်ထောင်းတို့အကျော်စုံတို့ဆိုတာဥပိန်ကြောက်တော်ကြီးအဲ ရန်နာပုံတလျှောက်ကဒါ signature အစားတောက်ပဲပေါ့နော်ဒီဘက်ချမ်းမှာပဲဒါတွေကပို့ပြီးတော့စားလို့ကောင်းတယ်အဲပြီးရင်တော့ဒီမှာအချစ်ရွာထဲမှာလုံးဝထမ်းမင်းတွေကအများကြီးဆိုတော့ထမ်းရည်ကတော့တောက်ကိုတောက်ရမယ်ပေါ့နော်အဲ့တော့ထမ်းရည်အခါလေးလဲမှာထားပါဗါတယ်ဆိုတော့အငုံမှာထားတာတွေစုံပါပြီအရင်ဆုံးစိတ်ဝင်စားကတော့ငါးတက်မြာပေါ့ပေါ့နော်အနံ့မှွေးပြီးတော့ပူပူလေးနဲ့ကိုအရန်စားလို့ကောင်းမယ်ပုံစံလေးပဲပေါ့နော်အဲ့တော့အကုန်လုံးကိုအငုံရဲ့ပကံနဲ့ကိုထည့်လိုက်ပါပြီသူကငဖေးတွေအသားတူတွေဟာအမိုးတွေကစုံရက်တွေနဲ့ကိုလုံးဝချစ်ချစ်ဆက်ဆက်ထိမိနေမှာ တော့အမှန်ပဲစိတ်ထောင်းလေးကိုတော့အငုံအရင်စစားပါမယ်စားကြပါအောင်ရှင်အရန်ဟိုရှင်ဆက်ထိမိပြီးတော့ကွာရှမ်းနန်းနန်းအောင်မှုပြီးတော့သူ့ရဲ့စိတ်ထောင်းကလေအဲစိတ်သားလေးကိုကျွတ်မွနေအောင်ကြော်ထားပြီးတော့မှဒါပြန်ထောင်းတဲ့စတိုင် အရန်ကောင်းတယ်တိလာဟိုလိုအဆိုးမဟုတ်ပဲနဲ့ကျွတ်မွနေအောင်လုပ်ထားပြီးတော့မှပြန်ထောင်းတာဆိုတော့ပို့ပြီးတော့စားလို့ကောင်းတယ်ပို့ပြီးတော့ထိမိရထမင်းလေးနဲ့ပဲစားစားအရန်ကောင်းတယ်ပေါ့နော်ပြီးရင်အကြော်ပါအကြော်လေးရလေလေလုံးဝအဲကျွတ်မွပြီးတော့လေပူပူလေးနဲ့သူ့အချင်းအချင်းချင်းဆက်ဆက်လေးနဲ့ဟိုမှလေအကြော်သားလေးရတကယ် ဟိုလိုခောက်ခောက်မခောက်ခောက်ကြီးမဟုတ်ဘဲနဲ့နူးနူးရွရွလေးနဲ့ကိုမစားလို့ကောင်းတယ်ထိမိတယ်ချိရွာတော့သူကထိုင်ရတာကိုဝိုင်းနေကိုဆိုတော့အေးစစ်စစ်ပဲကွာကိုကကိုအဲတငယ်ချင်းတွေနဲ့ပဲလာမလားရီစားလေးနဲ့ပဲလာမလားမိသားစုနဲ့ပဲလာမလားအရန်စင်ပြေရဲ့ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကတော့အငုံလက်ဖက်တုပ်ပါမှားထားတဲ့ချက်ပွင့်တော့ကမေမေတို့ရောအကုန်ရောက်တာနဲ့ဝုန်းဝုန်းလို့စားလိုက်ကြတာကုံသွားလို့လက်ဖက်တုပ်လေးထပ်မှားထားရဲ့ပေါ့နော်အဲပြီးရင်တော့ဒါအငုံရဲ့ favorite ငါတက်မြပေါင်းလေးစစားပါပြီလုံးဝအမှုတွေနဲ့လေးချင်ဆက်ပြီးတော့လေနေမကောင်းတဲ့သူနော်နေမကောင်းပြီးခါစစားကြည့်တယ်လုံးဝပွန့်ထွက်လန်းဆန်းသွားစီရမယ်ကွာလုံးဝချင်ဆက်ထိမိနေရပဲတကယ်အချစ်ရွာရရင်ငါတက်မြပေါင်းစားကိုစားကြည့်တဲ့နေမှာတော်တော်လေးအရသာကောင်းတယ်တော်တော်ချင်းချင်းဆက်ဆက်လေးနေဦးမှာကွာအထဲမှာဦးမှာသူကရှမ်းနဲ့နန်းလေးတွေလည်းထည့်ထားတယ်မှုေးပြီးတော့လေး တော်တော်စားလို့ကောင်းတယ်။နောက်ပြီးတော့ဒါဗမာကြက်ကြော်လေးမှာထားပါတယ်။ဗမာကြက်ကြော်လေးကိုမှာလေအဲလိုကျွတ်ကျွတ်ရွရွလေးနဲ့အရသာလေးတွေရာလေးဒီကြက်သားအတွင်းနဲ့ဒီဝင်ပြီးတော့ဟိုမှာသူအချင်လေးနဲ့တွဲစားရတဲ့အချိန်မှာတော်တော်လေးအရသာရှိရပေါ့နော်။ထန်းရည်နဲ့အလိုက်ဖက်ဆောင်ကတော့ဗမာကြက်ကြော်လေးပါ။ကြက်ကြော်လေးကိုထန်းရည်တောက်တဲ့ခါကျရင်မှောင်မှာတက်ပါတယ်။မှာပါ။အငုံတော့ဒီမှာထန်းရည်လေးနဲ့တွဲတောက်နေပါပြီ။ ချမ်းရည်လေးကလေခါတက်တက်လေးနဲ့တော်တော်လေးတောက်လို့ကောင်းတယ်အရသာရှိရပေါ့နော်အဲအဲ့လိုအမီးလေးစားလိုက်ချမ်းရည်လေးတောက်လိုက်နဲ့ယောက်ျားလေးတွေတွေ့တော့အကြိုက်ပဲပေါ့နော်တကယ်စင်းနေလာမယ်ဆိုတော့အဲ့လိုဂီတာတွေပါတွေယူခဲ့ပြီးရင်ကစားစရာတွေယူခဲ့ကိုဝိုင်းနဲ့ကိုဆိုတော့အေးအေးဆေးဆေးချမ်းရည်လေးတောက်အဲတချင်းတွေဆိုဂိမ်းတွေကစားကြပျော်စရာကြီးပေါ့နော်အဲ့လိုမျိုးလေးလာခဲ့ကြပါအေးတခြားအဆောက်အုံတွေလည်းမရှိအဲ့လိုထမ်းပင်လေးနဲ့တခြားအပင်လေးတွေနဲ့ထရွက်သေးလေးနဲ့ပဲဆိုတော့လေလေးတဖြူဖြူနဲ့အေးအေးလေးနဲ့အပူရှောင်းတို့လိုမျိုးလေးဖြစ်တယ်ပေါ့နော်နေလို့ထိုင်လို့လည်းကောင်းတယ် အဲစားလို့လည်းကောင်းတယ်ပေါ့နော်အစားတောက်တွေကလည်းအရသာရှိရဲဈေးလေးတွေလည်းမဆိုးဘူးလို့ပြောရမယ်ပေါ့နော်အငုံလိုမျိုးပဲအပူရှောင်ရင်းပဲဖြစ်ဖြစ်တငယ်ချင်းတွေမိသားစုတွေနဲ့အဲလာမယ်ဆိုရင်ဒီအချိရွာဆိုင်လေးကိုငေါကလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်အငုံလည်းဆက်ဆားလိုက်ပါဦးမယ်နော်နောက်ထပ် vlog မှာပြန်တွေ့မယ်အားလုံးပဲတတ်တာ